ြောင်စုငင်းဆိုင်ရဲ့ညီလာခံ27ရာစုပင်လုံကနေညီလာခံတယောက်ရှင်မရှိတော့ပဲထွက်ခွာသွားတဲ့ဝါတပ်ဖွဲ့နဲ့ပတ်သက်ပြီးတော့ငင်းဆိုင်ရဲ့ကော်မရှင်ကပြုလုပ်တဲ့ဒင်းစားရှင်းလင်းမှုတွေနဲ့ပတ်သက်ပြီးဝါတပ်ဖွဲ့မှညီလာခံတယောက်ရှင်မရှိပဲလှည့်ပြန်လာတဲ့အဖွဲ့ကညှင်းဆူလိုက်ပါတယ်။ဒါပေမဲ့ဒင်းစားရှင်းလင်းတဲ့နေရာမှာကျတော့ဟိုစားသူတို့ကကျွန်တော်တို့အနောက်ကျတဲ့အဲဒီတော့ကွန်တက်လို့လို့မရဆိုတော့အဲ့ဒါဒီသူတို့ရဲ့ပြောဆိုမှုအခြေအနေကျွန်တော်အနေနဲ့ဒါပုံဝင်မကြကျွန်တော်တို့ လမ်းပေါ်နေရာတိုင်ခင်းမရောက်ခင်လက်တိုင်ကွန်တဲရောက်တယ်ရောက်ရောက်ချင်းနဲ့ကွန်တဲရောက်တယ်ပေးတယ်ပြီးတော့သူတို့ကတ်တော့ထုတ်ဖို့ဆိုပြီးတဲ့ကျွန်တော်တို့ဖုန်းနဲ့လမ်းခေါ်တယ်ကျွန်တော်တို့ပေးတဲ့နေရာကိုမလောက်လောက်ဘူးကျွန်တော်မျက်မြင်ကလာမှတော့အိပ်ပါမယ်ဆိုပဲအဲကျွန်တော်တို့လည်းသူတို့တင်ပြတယ်ပြီးတော့သူတို့ကပြောတော့ဟုတ်စာဟိုတိုင်းတားရွာမှာတွတ်တဲပါညာဆိုသူတို့မပြောသူတို့ပြောတာတော့ဟိုဥမာဒီကမှာထားပေးပါတယ်ဆိုပြီးလေခန်းတက်ရှိတယ်အဲ့ဒါသူတို့ရဲ့ဟိုစာပါလဲ တွေးလေကြောင်ဘတ်လို့တော့ဒါတော့ခင်ဆောင်ဦးနဲ့ဒီလိုင်းလည်းမုံလို့လေကိစ္စပါကျွန်တော်သဘောပေါက်တယ်ဒါနောက်လာမယ့်ငင်းချင်းညီလာခံနေနဲ့ပတ်သက်ရင်တော့အထက်လူကြီးတွေရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်လို့ပဲပြောပါတယ်ဒါဟိုလက်ထပ်အစီအစဉ်ကျွန်တော်တို့လည်းဆက်မကောင်းပါဒီအစီအစဉ်ပေါ်မှာဒါပေမဲ့အရှိနောက်ထပ်ဖြစ်လာမယ့်ဟာတော့အထက်လူကြီးတွေဦးနဲ့တူဦးအပေါ်ဆုံးဖြတ်ချက်ပေါ်မှာမူတည်တယ်ဒီလိုမဲ့ဖို့ကပြီးပြတ်အတွက်အဲ့လိုလေဆိုလို့ရှင်းလည်းမဟုတ်ပါဘူး ပြပြချက်လူကြီးတွေအဆုံးဖြတ်ချက်ဒါနဲ့ကျွန်တော်တို့ဟိုအစကတည်းကဒီညနေကဟိုပြပြတတနဲ့ထောက်ခံကြည့်ဆိုဟိုကြီးကျွန်တော်တို့တကယ်ကိုဗမာစာဗမာကျောင်းသားအဲတဲ့လူကိုအပွဲရတဲ့လူကိုရိုးရိုးပြတဲ့ကဲနာနာရေးရေးလဲဟိုနားလေတဲ့လူကိုတက်ဖို့လာတာပါအဲ့နောက်အဲ့လူကပြပြဖြစ်သွားတော့ကျွန်တော်လည်းအိတ်မကောင်းပါဘူးညီလာခံအဲ့ခံကြိုးစုံမှုတွေနဲ့ပတ်သက်ပြီးတော့ဆက်တွေ့ပြတ်တော့တာရှင်းမရှိဘဲနဲ့ဆက်တွေ့ဒီအတိုင်းနာလိုက်လံတဲခုခဲ့တယ်လို့လဲဆိုပါတယ် သူတို့ပေးတဲ့နေရာအတင်ကဟနေရာမှာလာတဲ့ပါဆိုကျွန်တော်တို့တွားတယ်လေးလေးယောက်စာတည်းရှိတယ်ကျွန်တော်တို့က၁၀ယောက်နီးပါးရှိတယ်အဲ့ဒါမဖြစ်ဘူးကိုယ့်ကိုယ်ပဲရှာအိပ်မယ်ဆိုပြီးအင်ကဟနဲ့နီးတဲ့မြတ်မင်္ဂလာတဲတယ်ဆိုပြီးသူတို့အကြောင်းကြားတယ်အဲ့ဒီဥစားဝှစားတဲ့ကားပစ္စည်းတွေချပေးမှာကျွန်တော်တို့နှစ်နာရီခွဲကြတယ်ကတ်လာထုတ်ပါဆိုပြီးကျွန်တော်တို့နိုင်တွားတယ်နနာရီခွဲနေ9နာရီကျော်အတိကျွန်တော်တို့ဆောက်အောင်ကတ်ပေးတယ်ကျန်တို့နဲ့ဒီဥစ္စာတွေရည်ရည်နဲ့ဒါတက်ပါဆိုရင် ဒါတော့ကျွန်တော်တို့အရာကြီးရဲ့အယောင်အဆင်းရဲ့တဘောတရားကျွန်တော်လည်းမသိပါဘူးမပြောလို့ဒီလိုအဲနောက်မှနဲ့တက်ကြတော့အာဒီကကအကျိုးအကြောင်းတူတူဖြစ်တယ်ကျွန်တော်အထက်ကပြောသူတို့ကလဲပြီးလဲပေးမှရှိသေးတယ်လဲမပေးဘူးပြင်းတော့ဝင်ထိုင်တော့ဒီကကလေ့လာရေးတဲ့ဖွဲ့တယ်နောက်စီကန်တမချတဲ့အချိန်မှာကျတော့နောက်ရက်ဒီရက်နေ့ကျတော့ပြန်ပြောတဲ့အချိန်မှာကျတော့ဟိုကတမထားတဲ့ပုံထက် မြေဒီပဲဒီပဲမတော်ရညာဖဲမတော်ရအဲ့လိုပြောလာဆိုကျွန်တော်တို့လည်းအထက်ဆိုတင်ပြရတယ်အဲ့လိုဆိုပြီးအဲသူတို့ကတ်ထားတာလည်းဒီနေ့ကျွန်တော်နှုတ်ထုတ်ပြီးပြန်တော့ပါအဲ့တော့သူတို့ကဂွန်တက်မရပါညာကျွန်တော်တို့တစ်ချိန်လုံးဂွန်တက်ရပါတယ်တကယ်လို့သူတို့ပြောတဲ့အတိုင်းဂွန်တက်မရကျွန်တော်ကတ်ကျွန်တော်တို့လက်ထဲဘယ်လိုအလကားလာရောက်အောင်လာမလို့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တမရရုံးဝန်ကြီးဌာနဒုရက်ညွှန်ကြားရေးမှူးချုပ်ဦးစော်သေးကမီဒီယာတွေကိုနှိပညာပိုင်းလွှဲမှားမှုဖြစ်တယ်လို့ရှင်းလင်းပြောကြားခဲ့တယ်လို့လည်းသိရပါတယ် အခုလိုတိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ထဲမှာအင်အားကြီးဆုံးအဖွဲ့တစ်ခုဖြစ်တဲ့ဝပီနယ်တွေးစီညီညွတ်ရေးတပ်မတော် UWSA ကကိုယ်စားလှယ်အဖွဲ့ဟာညီလာခံတက်ရောက်ခြင်းမရှိဘဲပြန်သွားရတဲ့ပတ်သက်ပြီးတော့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကလည်းအမျိုးသားပြန်လည်တင့်မြင့်ရေးကိုမထိခိုက်မှုမရှိအောင်ဆောင်ရွက်တော့ဖို့ပြောကြားထားတယ်လို့လည်းသိရပါဗျ။ကျွန်တော်တင်ဆက်သူကိုဆောင်ပါ။